ဖျားခင်ကြီးတို့ချီးမွမ်းပါတယ်အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့ကဆင်ကျင်ဖို့အတွက်ဟန်ဆောင်ကောင်းသောယုံကြည်သူဆိုတဲ့နှုတ်ကပတ်တော်ပေါ့နော်ဒီတမန်တော်ကြီးရှင်ပေါလုကတိမိုသေကိုတတိပေးတာတတိပေးတဲ့အရာပေါ့နော်ဆိုတော့နှစ်တိသုံးခန်းငယ်တက်မှာနောင်ကာလသည်ခေရင်သောကာလဖြစ်မည်ဟုတိမှတ်လို့ နောင်ကလာလို့ပြောတဲ့ခါမှာဝတ္တမန်တို့ရှင်ဘောလူကသူ့ရဲ့ဒါနောက်ဆုံးချိန်ဆိုသူတိရဲ့ခါကျတော့ဒါ तू မရှိတော့ဒီချိန်မှာ तू မရှိတော့တဲ့အချိန်ယုံကြည်သူတွေနောက်ဆုံးသခင်ယေရှု rapture လို့ခေါ်တဲ့ခြိဆောင်မဲ့အဲ့ဒီကြာကာလကိုပြောတာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ rapture ကကျွန်တော်လည်းအခုအရင်နီးကက်လာတဲ့အချိန်ကြီးဖြစ်လာတဲ့ကံမှာကျွန်တော်တို့လည်း အဲ့ဒီကာလတဲ့မှာရှိ နေတာနောက်ဆုံးကာလရဲ့ပူပြီးတော့မှအာထင်ရှားလာတဲ့နေရာတွေပေါ့နော်အဲ့ဒါမသေး24မှာဆိုလို့ရှိရင်တင်မောတဖန်ပင်ရွနုတက်တယ်ဆိုတဲ့အရာလေးကလည်းပူပြီးတော့ပြည့်စုံလာတာဖြစ်တဲ့အခါမှာတွေ့ရတာပေါ့အဲ့ဒီမှာတတိထားရမယ်သူတွေအကြောင်းပြောပြတာလည်းဘယ်လိုလူတွေလဲဆိုတော့ဆိုအသင်းတော်တွေကိုဝင်လာတယ်ခရိယန်တိုင်းဝိုင်းတွေကိုဝင်လာတယ်သူတို့ကိုသူတို့ယုံကြည်သူလို့ပြောတယ် ဒါပေမဲ့သူကဟန်ဆောင်ယုံကြည်သူတွေဖြစ်နေကြတယ်ဆိုတာတွေ့ရတယ်။အဲပြီးတော့မှဒီခရိယန်အတိုင်းဝိုင်းအဖွဲ့အစည်းကိုအသင်းတော်သူတို့ဘာလုပ်ချင်လဲဆိုလို့ရှိရင်မှောက်လန်ချင်ကြတယ်။ဘာလို့မျိုးပေါ့နော်။ဟိုတိုးဝီးတွေကတိုးအုပ်ထဲကိုဝင်လာပြီးတော့မှတိုးရီချုပ်ပြီးတော့မှတိုးအုပ်ထဲဝင်လာတဲ့ပုံစံမျိုးဖြစ်တယ်ဆိုတာတွေ့ရတယ်။ဆိုတော့ဒါကလည်းဒီအဖွဲ့အစည်းကြီးကတော်တော်လေးအာကြီးထွားလာတဲ့ဥစ္စာကို အဲ့ဒီနေရာအဲ့ဒီဒေတာမှာဖြစ်လာတဲ့အရာအတွက်တမန်တော်ကြီးရှင်ဘောလိုကနေပြီးတော့တိမောသီတိချာလေးထပ်ပြီးသတိပေးတယ်အဲ့ဒီလူကြီးရဲ့အကျင့်စရိုက်လက္ခဏာကဘယ်လိုရှိလဲဆိုတဲ့အရာကိုလည်းထပ်ပြီးတော့မှသတိပေးတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါသူတို့ရဲ့လက္ခဏာအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့အချို့အချက်လေးတွေကိုချို့ချက်တွေကကျွန်တော်သိမိတာပဲဒါပေမဲ့တိချာလေးတော့ကျွန်တော်ဖတ်သွားကြမယ်အဲချို့ချက်တွေကကျတော့ကျွန်တော် ဟိုပီချာလေးပြန်ပြီးတော့မှဆင်ကျင်ပြီးတော့မိမောင်းထိုးဖို့လိုအပ်တာပေါ့နော်အဲ့ဒါလေးကိုပြန်ပြီးတော့မှကြည့်ဖို့လိုပါတယ်ဆိုတော့ခုနငွေတက်ကမပီးသေးဘူးခပိုင်ကိုဆက်ကြည့်တဲ့အခါမှာအဘဲတို့နေဟုမူကလူတို့ဒီကိုကိုကိုချစ်တော်သူဆိုအပ်တာကြီးရယ်နော်အတကြီးလေကိုကိုကိုပဲချစ်တယ်ကိုမိသားစုကိုပဲချစ်တယ်အဲဒါပဲဆိုတော့ဂျန်တဲ့သူတွေအတွက်ကိုတော့ဂရုမစိုက်ဘူ ကျန်တဲ့သူတွေကလူလို့ဘာမှမသတ်မှတ်တဲ့ပုံစံမျိုးတွေလည်းအများကြီးရှိရဆိုတာတွေ့ရတယ်။ကိုချင်းမစားဘူးပေါ့ပြောချင်တာ။ကိုကူကူပဲချစ်တယ်။ကျန်တဲ့သူတွေကိုဟိုလုံးဝကယူမဆိုင်တဲ့သူမျိုးတွေအများကြီးဟိုပြောပြထားတာ။ဆိုတော့ကျွန်တော်တို့တက်တာထဲမှာကျွန်တော်တို့မျက်မှောက်ရေးရမှာအများကြီးဒါတွေနဲ့ကြုံတွေ့နေရတာပေါ့နော်။ဆိုအတကြီးတဲ့သူတွေဖြစ်တွေ့နေရတာပေါ့။နောက်တစ်ခုကငွေကိုတက်မဲ့သောသူ။ဝါကြွားသောသူ။ ထောင်လွှားဆော်ကားတော်သူအဒါရီကဒီဆက်ဆက်မှုရှိတယ်ဗျဒါရီအကုန်လုံးက data ဘယ်လိုမလဲဖခင်ရဲ့အရှိမဒူးစရိုက်ပြုတ်ရတူတယ်မစင်ကြေတဲ့သူတွေပေါ့နော်ဒါဒါရီနောက်ပိုင်းမှာလည်းပါလာပါလိမ့်မယ်အခုကျွန်တော်ပြောရတဲ့စကားလုံးကြီးอ่ะဆိုသူတို့ရဲ့လက္ခဏာတွေကပြောတော့ခရိယံပြောတော့ဖခင်ကိုချစ်ရမယ်စား မွေကိုတက်မဲ့တော်သူဝါကြွားတော်သူထောင်လွားစော်ကားတော်သူဆိုစဉ်းစားကြည့်ဒါတွေကတကယ်မြင်နေရဒီနေ့ခရိယန်လို့ပြောပြီးတော့မှသူတပားကိုဆုံးမဩဝါဒသွန်သင်ပေးနေတဲ့သူတွေကဘယ်လိုလူတွေဖြစ်လာလဲဆိုလို့ရှိရင်ငွေကိုတက်မဲ့တဲ့သူတွေဖြစ်လာတယ်ဆိုတာတွေ့ရတယ်ငွေအကြောင်းမတရားဟုတ် သူတို့ကိုယ်တိုင်တက်မှတ်ပြီးတော့မှကြံတဲ့သူတွေကအဲ့ဒီလောဘကိုထည့်ပေးတယ်ဆိုတော့တွေ့ရတယ်။ဒါအရင်ကြောက်ရွံ့ကောင်းတယ်။နောက်တစ်ခုကဝါကြွားသောသူဒါတွေလည်းမြင်နေရတယ်။ဆိုတော့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုလူရှိသူရှိမှအရန်ဝါကြွားတာ။ဆိုတော့အခုအခုဆိုလို့ရှိရင် branded တွေပဲတုံးတာပေါ့နော်။ဆိုတော့ဒီ branded တွေကိုတုံးနေဆိုတော့ဒါဖျားသခင်ပြီးလို့ကောင်းပါလေ။ဒါတုံးလို့ရပါ။ဒါပေမဲ့ကျွန်တော်စဉ်းစားတာဒါကြတော့ဒီအရာတွေကိုတုံးတာ ပြီးတော့မှဒီအရာတွေထက်ကြံတဲ့ယုံကြည်သူတွေခုနပြောတဲ့တခင်ရှုပြောတဲ့အငြင်းဆုံးသောသူတွေအများကြီးပဲရှိဒီချိန်မှာဆိုတော့အဲ့ဒီအရာလေးတွေကိုပြန်ပြီးဝေမျှလိုက်ရင်ဒါတွေအကျိုးမရှိနိုင်ဘူးလားဒါတော့ကျွန်တော်တို့ဘက်ကစဉ်းစားတဲ့အရာပေါ့ဒါပေမဲ့ခုနပြောလို့သူတို့ကဝါကြွားခြင်းတယ်ဒါခုနပြောတဲ့ဟန်ဆောင်ခရစ်ယာန်နေနော်ပြုံးမှာခုနပြောတဲ့သူတို့တွေကခုနပြောတဲ့အသင်းတော်တွေမှာဝေငှနေတဲ့သူတွေအောင်ဖြစ်မယ်ဒါအဲ့ဒီခစ်တုံးက အချိန်နေနဲ့အခုချိန်နေတစ်ထက်တည်းပဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ထောင်လွားစော်ကားသောသူအချို့တွေကမကြောက်ဘူးဗျအဲကျွန်တော်တို့ကြားဘူးတယ်ဟိုဒါမချမ်းသာရင်ပတ်ဆံမရှိဟိုဖျားသားသမီးမဟုတ်ဘူးဖျားသားသမီးမမှန်ဘူးဆိုပြီးမှပြောတာကျွန်တော်တို့အင်းကြီးသွားတဲ့အခါမှာအချို့ရွာတွေမှာတင်းအုပ်ဆရာတွေရှိပါတယ် တကယ်ဘုရားကိုချစ်တာပါ born again မှာဒါပေမဲ့သူတို့ကဒီရွာမှာရှိနေတဲ့ယုံကြည်သူတွေတမန်တော်အများကြီးသိချင်မှသိမယ်ဒါပေမဲ့သူတို့သိထားတဲ့တမန်တော်အတိုင်းသူတို့ဝန်ခံတယ်နှုတ်ကပတ်တော်နဲ့ညီသွားတယ်သူသိသလောက်သူပြန်ပြီးတော့တိဆောက်ပေးနေတယ်မကြွေဝအောင်ပြပြောရမယ်ဆိုလို့ရှိရင်ဟိုအချို့ဆိုလို့ရှိရင်လေတောင်လောက်ရတဲ့သင်ုပ်ရှိတယ်ဆိုတော့သူတို့တွေအဲလေလောက်ပြီးတော့ဝန်းစားလေးရပြီးတော့မှပြီးတော့မှအဲဒီအတင်းသားတွေက အာဒါဖေးမတဲ့အရာသူတို့ကိုယ်တိုင်လည်းဒါဟိုဟင်းစားပါညာရှာပြီးတော့မှသွားလာတယ်ပြီးတော့ဒါပေမဲ့အဲ့အတင်းသားတွေကအရန်ချက်တာနော်ဒီတင်းအုပ်ကိုအရန်ချက်တာနော်ဒါကျွန်တော်တို့တွေးကြရတယ်ဆိုတော့အဲ့လိုလူမျိုးတွေကမချမ်းသာဘူးလေဗျာပြောမယ်ဆိုစင်းရဲတွေလိုတော့ပြောလို့ရတယ်အဲ့ဒါတွေကဘယ်ကနေမှမှန်ကန်အောင်လားဒါဘယ်ကနေတာမီးမဟုတ်ဘူးလားဒါကျွန်တော်ပြန်စဉ်းစားရအောင်မယ်ဘာဖြစ်လို့ထောင်လွှားစော်ကားခြင်းရတာလဲအဲ့လိုလူမျိုးဘာဖြစ်လို့ တဖျားသားကြီးမဟုတ်ဘူးလို့ချိုးနေပြီးပြောကျင်ရတာပဲအဲ့ဒါအရင်ကျွန်တော်သတိထားရမယ့်အရာဖြစ်တယ်ဆိုတော့တွေ့ရတယ်ပြီးတော့သူ့တီကိုရှုံချတော့သူမိဘစကားကိုနားမထောင်တော့သူကျေးဇူးမရှိမရှိတော့သူတန့်ရှင်းခြင်းမရှိတော့သူอืมဒီမှာအပေါ်ကဥစ္စာလေးတွေကျွန်တော်နားလည်မဒီတန့်ရှင်းခြင်းမရှိတော့သူဆိုတာဒူးစရိုက်ပေါ့နော်ဒူးစရိုက်ဖျက် အပြစ်ဒူးစိမ့်လုတ်တဲ့သူကတန့်မတန့်ရှင်းဘူးအပြစ်နိုင်ပြန်ပြီးတော့နစ်မုန်းတယ်တကယ်ရှုပြောတာဝက်ဟာပြန်ပြီးတော့မှဒီဝက်ပြန်လူးတယ်ခွေးကမိမိအံဘက်ကိုပြန်စားတယ်ဆိုတဲ့ပုံစံမျိုးရှိပါတယ်ဆိုခုနပြောတဲ့နှုတ်ဘက်တော့သွန်သင်နေတယ်ဆိုတဲ့ခေါင်းဆောင်လေးဒါအမျိုးသမီးတွေနဲ့မှားရင်ဖောက်ပြန်တာ ဆိုတော့ကျွန်တော်တို့ကြားရတယ်ကျွန်တော်ပတ်ဝန်းကျင်မှာတကယ်တော့ကျွန်တော်ရဲ့ senior တွေပါအဲ့တော့ကျွန်တော်ကြားရတဲ့သတင်းတွေဒါတွေပြန်ကြားရတယ်ချိုးဆိုလို့ရှိရင်လည်းဒါအသင်းတော်အုပ်ချုပ်နေတဲ့သူတွေဖြစ်နေပြီဒါပေမဲ့ဒီအဲရက်တီစာတောက်စားတဲ့အနေထားမျိုးတွေပြန်ပြီးတော့မှကျွန်တော်တို့ကြားသိရတာမျိုးရှိစိတ်မကောင်းပါဘူးမဖြစ်ရဘူးပေါ့နော်ဆိုတော့ဒါကဘာလဲဆိုလို့ရှိရင်ခုနကပြောတယ် သူ့အသက်တာကိုပြန်ဆန်းစစ်ဖို့လိုလိမ့်မယ်ဒါဒီမှာပြောပြထားတယ်ဆိုဟန်ဆောင်နေကြတာလားတတိထားတော့ဟန်ဆောင်ကောင်းနေကြတာလားဒါအလုပ်တစ်ခုပဲလားဖျားဆောင်မို့လားတယ်ဝေးတော့ပြီးမယ်နေပြီးတော့ဆွတ်တောင်းမယ်ကောင်းကြီးပြီးတယ်ဒါဖျားရှိခိုးတဲ့အချိန်မှာတော့ဒီဟိတ်ဟန်လေးကိုသုံးပြီးတော့မှဝိယုံလေးခြုံပြီးတော့မှလောက်ကြတယ်ဒါမဲ့နောက်ပိုင်းအသက်တာအဒီလိုပဲလောကသားတွေနဲ့ ဒူးရိုက်ထဲမှာပဲရှိနေရသလိုရှင်ဘယ်တော့ဝင်နေကြကောင်းလဲနော်ဒါကိုကျွန်တော်တို့ပြန်ပြီးတော့မှကြည့်ရအောင် reform လုပ်ရမယ်ပြုပြင်ပြောင်းလဲရေးဆိုတဲ့အဥ္စာမျိုးပြန်ပြီးတော့လုပ်ရဘယ်သူတွေလုပ်ရမလဲဆိုလို့ရှင်တော့အတင်းသူအတင်းသားတွေယုံကြည်သူတွေကပြန်ပြီးတော့မှဒါကိုပြန်ပြီးတော့တမာတရားနဲ့ချိန်ထိုးပြီးတော့မှပြန်ကြည့်ရမယ်ဆိုတော့တွေ့ရပါတယ်နောက်ထပ်ပြောလဲဆိုလို့ရှင်ပဂတိ ကျင်နာစုံမဲ့ခြင်းနဲ့ကင်းတော်သူယံညိုဖွဲ့တော်သူချောစားတတ်တော်သူကိုအိန္ဒြေကိုမချုပ်တီးနိုင်တော်သူဆိုတော့ဒါဒါမျိုးလေတွေ့ရကိုအိန္ဒြေကိုမချုပ်တီးနိုင်တော်သူဆိုတော့ဒီခါလေးကြာရင်ကျွန်တော်ကြုံရတယ်ဒီတတိတွေနဲ့တွေ့တာပေါ့နော်တချို့တွေတတိတွေနဲ့တွေ့ရခါမှာဟိုချို့ကမိတ်ဆက်ပြီးပါဆိုပြီးတော့မှပြောတာ ရှိတယ်တဲ့ကျွန်တော်တို့ကြားဘူးတယ်ဒီတတိယတွင်နေဘာဖြစ်လို့လဲဆိုတော့သူတို့ ਨੇ ပေါင်းခြင်းတယ်ဆိုတော့သူတို့ ਨੇ ပေါင်းလို့ရှိရင်သူတို့စီအလှူငွေတွေရမှာပေါ့ဗျာနော်တောင်မျိုးတွေရှိမှာပေါ့ဆိုတော့အိန္ဒြေတွေတော့မဆောင်နိုင်တော့ဖယားရဲ့ခန့်အပ်ထားတဲ့ဝိညာဉ်ရခေါင်းဆောင်တရားအင်းနေဆိုတော့လူကိုသွားပြီးတော့မှအာကူးတာလားဒီလိုပုံကူမျိုးတွေစီမှာသွားပြီးတော့မှတွေ့ခြင်းနေသိခြင်းနေဆိုတော့ သူတို့ရဲ့ဘုရားသခင်ခန့်ခန့်အပ်ထားတဲ့ဘိသိင်းနဲ့ဘုရားသခင်ရဲ့မဆခြင်းနဲ့ဘုရားသခင်ရဲ့တက်တည်နဲ့တွားတာမဟုတ်တော့ဘူးဖြစ်သွားတာ။ဒါမျိုးလေးကျွန်တော်တို့ကြားရတာရှိပါတယ်။အဲဝန်နေစရာကောင်းတယ်ကိုအိန္ဒြေကိုမချုပ်တီးနိုင်တော့သူတွေးရတယ်။ပြင်းထန်တော့သူသူတို့ကောင်းကိုမုံတော့သူတစ္ဆာကိုဖြတ်တော့သူတတိပေးခြင်းကိုမခံတော့သူမမာနနဲ့ရစ်မှုတော့သူ ဖယားသခင်ကိုနှစ်သက်သည်ထက်ကာမဂုံခံစားခြင်းကိုတာ၍နှစ်သက်တော်သူငယ်အဲ့ဒါလေးချက်ပြောခြင်းတယ်ဆိုခုနအပေါ်မှာပြောတဲ့အရာတွေကကျွန်တော်ပြောမယ်ဆိုအများကြီးဗျပြောလို့ရတယ်ဒါကျွန်တော်တစ်ချက်ချင်းချင်းနဲ့ပြန်ပြီးဆင်ခြင်ဖို့လို့ဒါကခုနပြောရယ်နော်ဟန်ဆောင်နေတဲ့သူတွေဖြစ်တယ်အဲ့ဒီကာလတုန်းကအသင်းတော်ထဲမှာတိုးဝင်လာပြီးတော့မှယုံကြည်သူခရိယန်ဟန်ဆောင်ပြီးတော့မှအသင်းတော်ထဲမှာလာပြီးတော့မှ ဒီတိုးတွေကိုကိုက်စားတော့မယ်ဝွန်ပလီရဲ့လက္ခဏာပုံစံမျိုးကိုတမန်တော်ရှင်ဖို့လို့တိမောသီကိုပြောတာငါတို့အတင်းတော်ထဲမှာဒီလိုရှိတယ်နော်ဆိုတော့ခုနကကျွန်တော်ပြောရဲ့ဖိယားသခင်ကိုနှစ်သက်သည့်တဲ့ကာမဂုဏ်ခံစားခြင်းကိုတာ၍နှစ်သက်တော်သူဖိယားသခင်ကိုနှစ်သက်တယ်ဖိကျွန်တော်တို့ဒီနေ့ကိုးကွယ်ခြင်း ဒီနေ့ကျွန်တော်ဖျားသခင်ကိုချီးမွမ်းခြင်းတစ်ခုချင်းစီတိုင်းသည်ဖျားကိုနှစ်သက်ဖို့ပဲလိုပါတယ်။ဖျားကိုချီးနှက်စီဖို့အတွက်ပဲလိုပါတယ်။ဒါပေမဲ့အခုကဘာလဲဆိုဖျားကိုနှစ်သက်စီတာတဲ့။ तू ကဘာဖြစ်နေလဲဆိုပြီးကာမဂုဏ်ခံစားရတယ်။လူရာထက်ပူရဲ့ရတယ်။ခံစားပြပြီးတော့မှနေတာပြီးတော့သူတို့ကဘလို့ပြန်ဆွဲပြောလဲဆိုလို့ရှိရင်ဖယားသားသမီးဆိုလို့ရှိရင်ဒီလိုဖြစ်ရမယ်ဆိုတော့သူတို့ပြောတယ် စဉ်းစားကြည့်ဒါမဟုတ်နောက်ပိုင်းကြောက်လို့ရှိရင်ဟောဒီနောက်ပိုင်းမှာကြည့်လို့ရှိရင်ဖျားသားသမီးမှန်တယ်ဆိုလို့ရှိရင်တဲ့မင်းဖျားဝန်းနိုင်မွေ့လျော်မယ်ခရစ်တော်နိုင်ယက်တီမယ်တမန်တရားတိုင်းအသက်ရှင်မယ်မင်းအဲ့ဒီလိုသွားမယ်ဆိုလို့ရှိရင်ဘာဖြစ်လာမလဲဆိုလို့ရှိရင်မင်းဒီစင်ရင်ဒုက္ခနဲ့တွေ့ရတွေ့ရမယ်ဆိုလို့ဥစားပြီးပါလာတယ်။ဒါကျွန်တော်နောက်ပိုင်းကြောက်လို့ရှိရင်ဒါလေးထပ်ပြီးတော့မှဆင်ခြင်ဖို့တွေ့ဖြစ်ပါ။ဒါကြောင့်ဖျားသခင်နှစ်သက်စီတာမဟုတ် ဖယားကိုချစ်တာတဲ့ဖယားကိုအာကိုဖယားကိုကိုးကွယ်တာတဲ့သူတို့လောကမှာကာမဂုဏ်စီးစိမ်ခံစားရတဲ့အရာတွေမြင်လဲမြင်ရတယ်ပြောလဲပြောနေတယ်ဒါပေမဲ့ဝန်းနေစရာကောင်းတာအဲ့ဒီလူတွေရဲ့နောက်အဲ့ဒီလူတွေရဲ့ပြောနေတဲ့ဆုံးမသွန်သင်တဲ့အရာတမာတရားကိုမိမောင်းထိုးတာမဟုတ်တဲ့အရာတွေနောက်ကိုလူတွေအများကြီးလိုက်ကြတယ်ဘာကြောင့်လဲနှုတ်ကပတ်တော်တေချာမဖတ်ဘူး လိန်လို့ရတဲ့သူပဲသူကလိန်တာဝမ်းနည်းစရာကောင်းပါနောက်တစ်ခုကဖျားဝတ်၌မွေးလျောရောင်ဆောင်၍မွေးလျောခြင်းတကိုးကိုငင်းပေသောသူဖြစ်ကြလိမ့်မည်။တဘောကဖျားဝတ်၌မွေးလျောတယ်ဆိုဖျားနဲ့အတူတူနေတယ်။ဖျားပြောတဲ့စကားကိုနားထောင်တယ်။ပြီးတော့မှဖျားသခင်အသက်ရှင်စီတဲ့အသက်တာတိုင်း အသက်ရှင်တာဒါဖျားဝုန်းနိုင်မွေလျောခြင်းလို့ခေါ်တယ်။ဆိုရင်ဖျားဝုန်းနိုင်မွေလျောခြင်းဆိုတဲ့အရာကိုရှောင်နေတဲ့မွေလျောခြင်းရောင်ဆောင်နေတဘောဘာလို့လဲဆိုလို့ရှိရင်သူတို့ကဘာသာရေးတင်းမှာတော့လုတ်ပြတယ်။လူအရှိမှသူတို့ပြောတဲ့စကားတွေကသူတို့ဖျားသခင်ဘယ်လောက်ထိအသုံးပြုပါလဲ။ဒါကြောင့်သူတို့ဘယ်လောက်တောင်မှဖျားသခင်ကောင်းကြီးခံရပါလဲ။ ပြီးတော့မှသူတို့လူရှိသူရှိမှာဇက်တိုက်ထားတဲ့လောက်ွက်တိအများကြီးကျွန်တော်တို့ပြန်ကြားရတာရှိတယ်ဇက်တိုက်ထားတယ်ဆိုတာဆိုတော့သူတို့အဖင်ဘုရားသခင်ကနမိတ်လက္ခဏာတွေလုတ်တဲ့အခါမှာလူကြီးကအနာရောဂါပျောက်သွားတယ်ပြီးတော့မှအာလူကြီးကအရင်ပြန်ပြီးတော့မှကောင်းသွားတယ်နှက်ဆိုးထွက်သွားတယ်စသဖြင့်လုတ်တယ်ဒါမဲ့ဒါရီကတချို့တကယ်လုတ်နေတဲ့သူတွေကျွန်တော်ပြောတာမဟုတ်ပါဘူးတကယ် တချို့တကယ်လှုပ်တဲ့သူတွေကကြတော့ဒီ public မှာတခါလေသူတို့မလှုပ်ကြအောင်သူတို့အိမ်မှာပဲတကယ်ဆေးရုံတွေမှာသွားဖြစ်သွားတာမျိုးရှိ အခုက public မှာလှုပ်ပြီးမှ for show လုပ်တဲ့ဥစ္စာတွေအများများလာတယ်အဲ့ဒါ one day ကြာကောင်းအဲ့ဒါကဖျားဝတ်နိုင်မွေးလျော်ခြင်းအောင်ဆောင်ပြီးတော့မှဘာသာရေးဘန်းပြပြီးတော့မှအဲ့ဒီတကယ်ဖျားနိုင်မွေးလျော်တဲ့အရာကိုငင်းပယ်တဲ့သူတွေဖြစ်တယ်ဒါကနှုတ်ကပတော်ပြောပြထားတာ ဖြစ်တယ်ဒါနောင်ကာလဆိုတာအခုကျွန်တော်တို့ကာလတိဒီဥစ္စာတွေရှိနေကျွန်တော်တို့တမာရီရောက်တေချာတိပြီးပိုင်းခြားတတ်တဲ့သူတွေဖြစ်ဖို့လို့ရဆိုတော့တွေ့ရပါပြီးတော့မှာကျွန်တော်ဆက်ကြည့်တဲ့အခါမှာထိုသူတို့ကိုရှောင်လော့နှစ်တိတော့ငားမှာဒီမွေးလျောခြင်းတကူငင်းပေတော့သူဖြစ်ကြလိမ့်မည်လို့ပြောတဲ့အခါမှာပြီးတဲ့အခါမှာထိုသူတို့ကိုရှောင်လော့လို့ပြောတာတော့ ီလိုလူမျိုးတွေကဟန်ဆောင်နေတဲ့သူတွေယုံကြည်သူလို့ပြောတယ်ဒါပေမဲ့သူတို့ရဲ့လက္ခဏာတွေကအဲ့လိုလက္ခဏာရှိပြီဆိုရင်ဘာလို့ရမလဲဆိုလို့ရှင်ရှောင်းပါတမန်တော်ရဲ့တမန်တော်ရှိဖို့လို့တောက်တီးတီးကြကြကျွန်တော်တို့ဆုံးမတာလေတွင်တင်ထားတယ်ကျွန်တော်တို့ဒါကိုအားကြနေလားတမန်တော်ရဲ့ညီရဲ့လားကျွန်တော်တို့ရဲ့ဟီးရိုးတွေကတမန်တော်ညီရဲ့အသက်တာကိုဖြစ်နေရင်လား ကျွန်တော်ပြန်ချိန်ထိုးပါသူတို့ကျွန်တော်တို့ကစော်ကားနေတာမဟုတ်ပါဘူးသူတို့အတွက်ကိုလေဆွတ်တောင်းပေးဖို့လိုတယ်လို့စစ်မှန်တဲ့တမန်တရားဖြစ်တယ်ဆိုလို့ရှိရင်အရန်ကောင်းတာပေါ့ဒါပေမဲ့စစ်မှန်တဲ့တမန်တရားမဟုတ်လို့ရှိရင်တော့ဒါကျွန်တော်တို့ပြန်ဆန်းစစ်ရတော့မယ်တမန်တရားကိုတိကျပြန်ပြီးတော့မှချိန်ထိုးရတော့မယ်โอเคငွေ6မှာကျတော့ဒူးစရိုက်အပြစ်ကိုထမ်းရွက်၍ဒူးစရိုက်ကိုထမ်းတာနော် အထူးထူးအပြားပြားသော လောဘကိလေသာသွေးဆောင်ရာသို့လိုက်၍အစင်တင်တော်လေတမာတရားကိုလေ့ကျက်ခြင်းသို့အလင်းမရောက်နိုင်သောမိမမိုက်တို့ကိုအိမ်သေးသို့ဝင်၍ဖန်သွားသောသူတို့သည်ထိုသူတို့ဝင်ဖြစ်ကြ၏ဆိုနည်းနည်းလေးနည်းနည်းလေးရှုပ်သွားတယ်အရှိပိုင်းလေးကတော့နည်းနည်းလေးရှင်းတယ်ဒူးစရိုက်ဒူးစရိုက်ဆိုရယ်ဖះမကြိုက်မနေတတ်တဲ့အပြစ်ကိုထမ်းတယ် ပြီးတော့မှလောဘလောဘဆိုတာတခုတည်းမဟုတ်ဘူးကိလေသာနဲ့ပတ်သက်သမျှလောဘငွေဦးလဲတက်မဲ့မယ်ပြီးတော့မှတဏှာတွေလဲတက်မဲ့မယ်စသည်ဖြင့်ပေါ့ဗျာအကုန်ပါတယ်အထူးထူးအပြားပြားသောလောဘကိလေသာသွေးဆောင်ရနောက်သို့လိုက်၍ဟောဒါဆံမီလေးမှာကျွန်တော်ချက်ပြန်ကြည့်ဖို့လိုတယ်အခန်းငယ်6ခွန်မှာဆိုအကြောင်းမူကသူတို့အထဲမှာအချို့တို့ဒီအိမ်များတို့မတိမတာဝင်ပြီးလင် တက်မချင်းအမျိုးမျိုးကြီးတွေးဆောင်ရသူလိုက်ပါလျက်အပြစ်ကိုထက်တလဲလဲပြုသောမိန်းမမိုက်များကိုသိမ့်သွင်းကြ၏ဟုတ်တွေ့လားဒါကအော်နောင်တမရှိတဲ့အပြစ်ထက်ခါထက်ခါထက်ခါလုံနေတဲ့မိန်းမတွေကသူကစီးယုံနေထိုမိန်းမတို့သည်အမြဲတင်ယူနေကြတော့လေမြည်သည့်အခါမျှတမာတရားကိုတိတိရှိခြင်းတို့မရောက်နိုင်ကြသဘောက တို့ကခုနပြောလို့ဘာသာရေးဟန်ပြလာလုံနေတဲ့အတွက်ကြောင့်မလို့တဲ့အဲ့ဒီတို့ရဲ့ဟောပြောဝင်ငှနေတဲ့ဥစ္စာတချို့ဟာတွေကိုလာပြီးတော့မှဝင်ပါနေပြီမဲ့အသက်တာထဲမှာတမာတရားနဲ့အသက်ရှင်တာမရှိဘူးတဲ့ပြောင်းလဲတဲ့အသက်တာမဟုတ်ဘူးဗျာဒီလိုရှိတဲ့သူတွေဖြစ်တယ်။ဟောဒီမှာထပ်ပါလာပြီ။ယံယံနေနဲ့ယံပြီတို့သည်မောရှိကိုစန့်ကျင် ခဲ့သည့်မိတူထိုသူတို့သည်လည်းတမန်တရားကိုဆန့်ကျင်ကြ၏သူတို့စိတ်နှလုံးပျက်စီးယူရင်းလျက်ယုံကြည်ခြင်းအရာ၌ကြရှုံးသောသူများဖြစ်ကြ၏ဆိုတော့ဒါပူရောမှာထင်ရှားပါတယ်ဆိုတော့ဒီယံပြင်းနဲ့ယံနေဆိုတာကမောရှိဘာလို့လဲဆိုလို့ရှိရင်ဆန့်ကျင်တယ်တော့ခုနပြောချင်တာကြတော့သူတို့ကခုနပြောလို့ ဒီအထက်တက်ခါကအဖြစ်ဒူးစိုက်ကြီးကျူးလွန်နေတဲ့အမျိုးသမီးတွေကိုဘာလုပ်လဲဆိုရှင်စီယုံပြီးတော့မှထပ်ပြီးတော့မှဒူးစိုက်ထဲမှာနေနေတဲ့သူမျိုးတွေဖြစ်တယ်ဆိုတော့ခုနပြောပြတာဖြစ်တယ်သူတို့ကိုယ်တိုင်လည်းအဲ့ထဲမှာပါဝင်ပတ်သက်နေတယ်ဆိုတော့ဒါအမျိုးမျိုးသောကိလေသာလောဘဆိုလို့ရှိရင်ဘာတွေပါသွားပြီလဲဆိုလို့ရှိရင်လိမ်မှုပိုင်းဆိုင်ရာမှာလေစီကံမရှိတော့တဲ့အရာတွေအများကြီးဖြစ်တယ်ဆိုတော့တွေးကျင်တာပြောပြောပြောကျင်တာဒါတမန်တော်ရှင်ပေါ်လို့ဒါကျွန်တော်တို့ဒီ commentary တွေပေါ့နော်ဘာသာပြန်ထားတဲ့ commentary တွေမှာကျွန်တော်ကြည့်တဲ့အခါမှာလည်းဒါဟိုပဲသူတို့မိမောင်းထိုးရဆိုတာတွေ့ရတယ်ဆိုတော့အဲအဲအဲ့လိုလူမျိုးတွေကအဲ့ဒီလိုအနောက်မှာလိမ်မင်းစင်ကရှုပ်ထွေးတဲ့အရာတွေလည်းအများကြီးရှိတယ်ဒါဒါသတိထားရမယ်ပြန်ပြီးစမ်းစစ်ဖို့လူတွေဆိုတာတွေ့ရတယ်ကျအဲ့လိုလူမျိုးတွေကဘယ်လိုလူမျိုးတွေလဲဆိုလို့ရှိရင်မိုးရှီကိုနှောက်ရှက်စီတာတဲ့ရံပြင်းနဲ့ရံနေဆိုတဲ့ဥစ္စာဆိုတော့အဲ့ဒီ ြင်မိနေညာနေရကြတော့ဒီဘက်မှာဟိုဟိုနေမှာပေါ့ပြန်ပြီးတော့မှတမဟောင်းမှာပြန်ကြည့်တဲ့အခါမှာမတွေ့ရဘူးတဲ့ဒါပေမဲ့သူတို့ကတမန်တော်ရှင်ဖို့လာဘယ်လိုသိနေရလဲဆိုတော့တမန်တော်ရှင်ဖို့လူကဆိုတော့နောက်ပိုင်းမှာသူတို့ကဂျူးတွေဖြစ်နေတာဆိုတော့ဟိုနေ့နေပေါ့ဟေဘရူးတွေဖြစ်နေတဲ့အခါကျတော့အဲဟေဘရူးကြဆိုရင်ချိုးချမ်းနေတဲ့မှာပြန်ကြတယ်တမန်တော်ရှင်ဖို့လူကဟိုပညာတက်လေပြီးတော့မှသူအများကြီးကြံတဲ့ background ဒီစာရီကျန်းစာရီမှာမှတ်တမ်းမတင်နဲ့ချို့ဆိုင်နဲ့သူချိန်ထိုးတဲ့ကံမှာဒါသူတို့ရဲ့ကျူးရစဝင်ထဲမှာဒါတော်တော်လေးတိရမယ်သူမျိုးဖြစ်နေတယ်ဆိုတော့ဒီဘက်ကဘယ်ချိန်တော့ ਆ လဲဆိုလို့ရှိရင်ဒီပါရောဘီရဲ့ဒီရီအနေမို့နန်းတော်တွေကနေပါလာတဲ့မျက်လက်ဆရာတွေပုံစံမျိုးဖြစ်တယ်ဆိုမျက်လက်ဆရာဆိုတာအောက်လန်းကြီးပညာနဲ့တွားတဲ့သူတွေမိုးရှီရဲ့ ဖရားရဲ့လူမျိုးကိုရွေးနှုတ်တဲ့အခါမှာသူကနှောက်ရှက်တဲ့သူတွေဖြစ်တယ်ဆိုတဲ့ဥစ္စာကိုပြောပြထားတယ်ဆိုတာတွေ့ရတယ်။ဒါဒါဒါပဲလားဆိုတော့မဟုတ်သူဒါကျွန်တော်တို့ဒီပထမတော့ကပါတယ်နော်။ဒါကန်ဂျီတဲ့အငယ်15ထဲမှာဆိုလို့ရှိရင်ဖုကီလူနေဟီရမောခင်သူကတမာတရားကိုရှက်တယ်။နှုတ်လိုက်တော့တမာတရားနဲ့ပတ်သက်လို့ရှိရင်သူကရှက်เสียရလို့ပြောတဲ့ပုံစံမျိုးတွေ့ရတယ်။နောက်တစ်ခုကကြတော့ ဟူမီနေနဲ့ဖိလက်ဒါကျွန်တော်တို့အရှိပိုင်းကပြောခဲ့တယ်သူတော့မှားရင်းနဲ့တမာတရားကိုတွန်တင်နေဆရာကြီးအောင်ဖြစ်နေတယ်ဆိုတော့ဒါတွေကဘာပြန်လို့ရတော့မလဲဆိုလို့ချင်းတတိထားခုနကပြောတဲ့ယံနေနဲ့ယံပြရလေအဲ့လိုလူမျိုးတွေပဲတမာတရားကိုဆန့်ကျင်နေတကယ်စစ်မှန်တဲ့တမာတရားတွေမှာမွေးလျောခြင်းမရှိဘူးဖျားဝတ်နိုင်မွေးလျောတာထက်မွေးလျောခြင်းအောင်ဆောင်းပြီးတော့မှဘာသာရေးတွေမှာ လူတွေကိုမှားယွင်းတဲ့ဘက်တည်းမှာသွေးဆောင်သွားတာဆိုတော့တကယ်တမာတရားနိုင်ရက်တီသွားနေတဲ့သူတွေကိုသူကဟန်ပြလာပါဝင်ပြီးတော့မှနောက်တော့အဖြစ်ဒူးစရိုက်ထဲမှာပြန်ပါရောင်းလို့သွေးဆောင်နေတဲ့သူတွေဖြစ်တယ်ဆိုတာကိုနောက်ဘက်တော့တွေမှာတွေ့ရတယ်ဆိုတော့အယံတိတိထားဖို့လူတွေအရာတွေဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့နောက်ဆုံးအနေနဲ့ဒီငယ်ကိုလေးကိုမင်းငါစင်ပါတယ်သူတို့နှစ်ယောက်တို့ဤမိုက်မေးခြင်းသည်လူအပေါင်းတို့ရှေ့မှာထင်ရှားတဲ့ကဲ့သို့ ဤသူတို့ဤမိုက်မေးခြင်းသည်လေထင်ရှားလိမ့်မည်။သူဖြစ်၍သူတို့သည်တိုး၍မလွန်မသွားရကြ။ဆိုတော့အခုနပြောသလိုပေါ့နော်။အခုနရံပြည်နဲ့ရံနေတို့ကသူတို့ရဲ့ဒူးဆဲပစ်တွေကပေါ်လာပြီးတော့မှစီရင်ခြင်းခံရတယ်ပေါ့။အရှိမပြောသွားတဲ့လက္ခဏာရှိတဲ့သူတွေကလည်းအချိန်ခံကြလို့ရှိရင်သူတို့ဖျက်ခင်ဒီတိုင်းမထားပါဘူး။ တမန်တရားနဲ့မြင်ရတဲ့ဘာလို့လဲဆိုရှင်သူတို့ကိုလေဘုရားသခင်ကသူတို့နဲ့ထိုက်တန်တဲ့အပြစ်ကိုသူတို့ပြင်ပြီးဆက်ခိုင်းမှာပါဆိုပြီးတော့မှပြောပြတာဒါကြောင့်ကျွန်တော်ပြင်ပြီးတော့တတိထားမှာကျွန်တော်နဲ့တက်ဆိုင်နေတဲ့သူတွေကျွန်တော်ထိတွေ့နေတဲ့သူတွေအဲမှာဒီလိုလက္ခဏာရှိတဲ့သူတွေရှိတယ်ဆိုလို့ရှင်တတိထားရမယ်တေချာကြည့်မယ်ဒီတိမောသေဩဝါဒဒုတိယဆောင်ခန်းကြီး3ခန်းကြီး3ငွေ1ကနေ6အထိပါတဲ့လက္ခဏာတွေရာ ဲ့ဒီလူတွေ ਨੇ တွေ့နေပြီဆိုလို့ရှိရင်ညဒီတည်းရဗျာအနည်းဆုံး၃ချက်၄ချက်လောက်ညနေပြီဆိုကြဲဟိုကတတိထားတော့ထပ်ပြီးတော့မှသူတို့ရဲ့ဇယိုက်လက္ခဏာတွေပေါ်လာပြီဆိုလို့ရှိရင်ရှောင်လိုက်တော့ကျွန်တော်တို့ဒါကိုရှောင်ရဒါပေမဲ့သူတို့ကျွန်တော်တို့ကအာပြစ်ပေထားဖို့ဆွတ်တောင်းပေးပါဆွတ်တောင်းပေးပြီးသူတို့တက်တာတကယ်ပြန်ပြောင်းလာတယ်ကျွန်တော်ခုနပြောတယ်သူတို့ရဲ့အာဒီ character လက္ခဏာတွေပြန်ချိန်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူပြန်လက်ခံဖို့အတွက်အမြဲတမ်း welcome လုပ်ဖို့ လိုအပ်ပါတယ်ဆိုတော့ဒါလေးတွေကျွန်တော်တို့အသက်တာထဲမှာပြန်ကြည့်ပြီးတော့မှဆင်ခြင်မှုတွေဝင်ခွင့်ချင်ပါတယ်တိုက်တွန်းချင်ပါတယ်အားလုံးပေါ်မှာဖြတ်ကင်တိုက်ကောင်းကြည့်ပေးပါစေ